ုဘွားရဲ့တနေ့တာကမနက်အိယာထားတဲ့အချိန်ပေါ့နော်မနက်လင်းပိုင်းအချိန်မှာကတဲ့ကိုကကျွန်တော်တို့ကြည်နူးမှုအပြည့်တနည်းအားဖြင့်အကြည်ဓာတ်အပြည့်နဲ့စတင်နိုင်မှုလို့ရတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်မနက်ပိုင်းမှာဒါဖယားဝိတက်ခိုင်းတာတို့ဒါမျိုးကုသိုလ်ကောင်းမှုလုပ်ခိုင်းတာမျိုးတို့ဒါမျိုးတွေဆိုတာဒီတဘောတရားပဲပေါ့နော်မနက်ပိုင်းမှာကိုယ့်ရဲ့တနေ့တာကိုကုသိုလ်ကောင်းမှုတွေ စိတ်ရှင်လန်းတက်ကြွမှုတွေနဲ့စတင်လိုက်ဖို့အတွက်ကကျွန်တော်တို့အတွက်အင်မတန်အရေးကြီးတဲ့အစိတ်ပိုင်းလေးတစ်ခုဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော်ကိုယ်တိုင်လိုင်းနာကျင့်သုံးပြီးတော့မှအလုပ်ဖြစ်နေတဲ့ model လေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် LAR လို့ခေါ်တဲ့ model လေးပဲ L ဆိုတဲ့ဒီစကလုံးလေးရဲ့အထိပယ်ကတော့ကျွန်တော် landing လို့ခေါ်တယ်မနက်ပိုင်းမှာကျွန်တော်တို့ရဲ့ဟိုအုံနောက်ကဟိုလမ်းဆန်းတက်ကြွနေတတ်တယ် ဲ့ဒီခါမျိုးမှာကျွန်တော်တို့ရဲ့ခေါင်းထဲကိုကျွန်တော်တို့ထည့်ကျင်တဲ့အတိတုတ္တတွေတို့လေ့လာကျင်တဲ့တင်ယူခြင်းနဲ့အကြောင်းအရာဘောင်းစုံတွေကိုကျွန်တော်တို့ရှင်ရှင်လန်းလန်းတက်တက်ကြွကြွနဲ့အဲကို့အုံနောက်ထဲကိုဆွဆွမြမြမှတ်သားနိုင်အောင်ကျွန်တော်တို့လေ့ကျင့်ယူလို့ရတယ်လမ်းနဲ့လေ့လာတင်ယူလို့ရတယ်ပို့ပြီးတော့မှဒါအာယုံအရာလဲပေါ့နော်ပေါင်းဝင်ခြင်းကတိတ်ဆိတ်ငြိမ်သက်နေခြင်းများတယ်ပေါ့မနက်ပိုင်းကအဲ့ဒီအချိန်မျိုးမှာကျွန်တော်တို့ရဲ့အုံနောက်ထဲကိုအဲထဲသမျှဒီ input တွေอ่ะဗောနော်ကျွန်တော်တို့ထည့်သွင်းတဲ့အကြောင်းအရာတွေအကုန်လုံးကအလွယ်တကူဒါရောက်ရှိနိုင်တာပဲဖြစ်တယ်အဲဒါဆိုလို့ရှိရင်ဒီ L လို့ခေါ်တဲ့ landing ဆိုတဲ့အချက်လေးတစ်ချက်ကိုသိပြီးပြီဆိုတာနဲ့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကကိုကိုကိုပြန်မေးကြည့်လို့ရတယ်အဲကျွန်တော်တို့ဒီမနှက်ပိုင်းမှာကိုယ့်ရဲ့ခေါင်းထဲကိုဘယ်လိုအကြောင်းအရာတွေကိုထည့်သွင်းနေပြည်တယ်လဲအဲကျွန်တော်တို့အုံနောက်ကရဲ့ system ကတော့လုံးဝကိုရိုးရှင်းတယ်အုံနောက်ကရဲ့ working system ပေါ့အုံနောက်ရဲ့အလုပ်လုပ်ပုံစနစ်ကလုံးဝကိုဒါရိုးရိုးလေးပဲ garbage in garbage out တဲ့ ကျွန်တော်အမိုက်တွေပဲထည့်မယ်ဆိုလို့ရှိရင်အမိုက်တွေပဲပြန်ထွက်မှာပဲအဲ့တော့ကိုယ့်ရဲ့တမနတ်တာမှာကိုယ့်ရဲ့ခေါင်းထဲကိုဘယ်လိုမျိုးအကြောင်းအရာတွေကိုထည့်သွင်းနေဖြစ်တယ်လဲဆိုတာကျွန်တော်တို့ရဲ့အဲ့ဒီတနေ့တာလုံးအတွက်ဒါတက်ရောက်မှုအရန်ကိုရှိပါတယ်ပြီးသွားရင် နောက်ထပ်စကားလုံးတစ်လုံးကတော့ A A ဆိုတော့ at ပေါ့နော် ACT at ကျွန်တော်တို့လှုပ်ဆောင်တာပေါ့အဲ့တော့မနက်ပိုင်းမှာလေးလာတင်ယူခဲ့တဲ့လေးလာတင်ယူမှုတွေအားလုံးကိုကိုယ့်ရဲ့ဒီတနေ့တာလုံးမှာပြန်ပြီးတော့မှ အသုံးချဖို့အရေးကြီးတယ် မနက်ပိုင်းမှာကျွန်တော်တို့လုပ်ခဲ့တဲ့ဒီ landing ဆိုတဲ့လေ့လာသင်ယူမှုကဒါကျွန်တော်တို့ကိုအာစာတွေ့တနည်းအားဖြင့်ကျွန်တော်တို့အတွက်စဉ်းစားတွေးခေါ်စရာအဆင့်အနည်းနဲ့ပဲရှိသေးတယ်။အဲ့ဒီလိုစဉ်းစားတွေးခေါ်စရာတွေအားလုံးကိုမှကျွန်တော်တို့ကကျွန်တော်တို့ရဲ့နေ့စဉ်ဒီ daily life ထဲမှာ add ပြန်လုပ်ဖို့လိုတယ်။ပြန်ပြီးအသုံးချပြုမှုဖို့လိုတယ်ပေါ့နော်။ဒီ app ကလည်းကျွန်တော်တို့အရန်ကိုအရေးကြီးတယ်။အဲ့တော့ကိုသိရှိထားခဲ့တဲ့စာတွေ့အတွေ့အကြုံတွေကိုကိုယ့်ရဲ့လက်တွေ့နယ်ပယ်ထဲမှာ ဘယ်လိုပေါင်းဆက်ပြီးတော့မှအကောင်းဆုံးကျွန်တော်တို့အသုံးချမလဲပေါ့အဲကိုယ့်ရဲ့လုပ်ငန်းဝင်ထဲမှာကိုယ့်ရဲ့ communication ဒီတူနဲ့တူဆက်ဆံမှုတွေပြုကြတဲ့အခါမှာဒီကျွန်တော်တို့လေ့လာသင်ယူထားခဲ့တဲ့အရာတွေကိုပြန်ပြီးတော့မှကောင်းမွန်စွာအသုံးချနိုင်ဖို့လိုတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့အာပေါ့နော် relax အဲ့တော့မနက်ပိုင်းမှာကျွန်တော်တို့က landing လို့ခေါ်တဲ့လေ့လာသင်ယူမှုတွေလည်းလုပ်ပြီးွားပြီးတနစ်တာလုံးမှာလည်းအဲ့ဒီလေ့လာသင်ယူခဲ့တဲ့အကြောင်းအရာတွေနဲ့ အတူကျွန်တော်တို့ရဲ့ဒီအတိညာအနေနဲ့ပေါင်းဆက်ပြီးတော့မှအသုံးချပြတဲ့အက်လို့ခေါ်တဲ့အရာကိုလည်းကျွန်တော်တို့လောက်ဆောင်ပြီးသွားပြီဆိုလို့ရှိရင်ညဘက်ရောက်တဲ့ချိန်မှာတော့ကျွန်တော်တို့က relax ကိုယ့်ရဲ့စိတ်ရောခန္ဓာကိုယ်ရောကိုကောင်းကောင်းမွန်မွန်အနာပေးနိုင်ဖို့လိုတယ် relax လို့ပြောတဲ့ဒီအပန်းဖြေမှုတွေပြုလုပ်တဲ့အခါမှာတော့လူတစ်ယောက်နဲ့တစ်ယောက်အပန်းဖြေတဲ့ပုံစံတွေမတူညီကြဘူးပေါ့နော်အဲတချို့ကရုပ်ရှင်ကြည့်တာတချို့ကစာအုပ်ဖတ်တာတချို့ကဒါဂိမ်းကစားတာ မျိုးစင်နားထောင်တာအစရှိတဲ့ပြင်ကျွန်တော်တို့ကတယောက်နဲ့တယောက်ပုံစံတွေမတူညီကြဘူးပေါ့မတူတတ်ကြဘူးကိုအပန်းဖြေရဆိုတဲ့ပုံစံမျိုးကဘယ်လိုပုံစံမျိုးလဲအဲဒါတွေမျိုးကိုကျွန်တော်တို့ကလှုပ်ဆောင်ပြီးတော့မှကိုကိုကိုဒါအနာပေးနိုင်မှုလို့တယ်ဘာလို့ဆိုတော့ကျွန်တော်တနေကုံလိလတင်မှုတွေမနေ့ပိုင်းမှာလှုပ်ပြီးွားပြီးတနေကုံလုံးလဲအဲ့လိလတင်မှုတွေကိုအသုံးချပြီးွားပြီးဆိုလို့ရှိရင်အဲဒီညာပိုင်းရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့ပြန်ပြီးတော့မှအာကိုကိုကိုပြန်ပြီးတော့ချက်ချင်းပြန်လုပ်ဖို့လိုတယ်။နော်တနေ့တာကုံဆုံးသွားတဲ့ energy တွေကိုကျွန်တော်ပြန်ပြီးတော့မ အားပြန်ဖြည့်သွင်းဖို့လိုအပ်ပါတယ်ဒီနေရာမှာလူအများစုလွယ်တတ်တဲ့အလွယ်လေးတစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကအားလည်းရက်ကိုတတ်တမမတ်တတ်မှတ်ပြီးတော့အဲ့အားလည်းရက်မှာဟောအဲ့အားလည်းရက်ကြမှာအပန်းဖြေလိုက်မယ်ဆိုတော့ဒီစဉ်းစားမှုမျိုးစဉ်းစားတတ်ကြတယ်ပိတ်ရက်ကြမှာပဲအနားယူလိုက်တော့မယ်လကုံမှာပဲအနားယူလိုက်တော့မယ်ရုံအားလည်းရက်ဒီကံမဏီပိတ်ရက်ဒီကြမှာပဲအနားယူလိုက်တော့မယ်ဆိုပြီးတော့ကျွန်တော်တို့ကတမားရိုးကြဒီလိုမျိုးစဉ်းစားတတ်ကြလိမ့်ရှိတယ်ကျွန်တော်တို့ကဒီ relax လို့ခေါ်တဲ့အပန်းဖြေမှုကိုဒီလိုတတ်တမမတ်ကြီး ြုတ်လုံမဲ့အစားပေါ့အမှန်တော့ကျွန်တော်တို့ကဒီနေ့စဉ်ကိုယ့်ရဲ့အချိန်ပိုင်းခြားတစ်ခုတည်းမှာကိုပဲကျွန်တော်တို့ရဲ့ relax လို့ခေါ်တဲ့အပန်းဖြေအနားယူမှုကိုဒါစနစ်တကျလေးလှုပ်ဆောင်သွားလို့ရတယ်အဲဒါကတော့ကျွန်တော်ကိုယ်တိုင်ဒီလက်တွေ့ကျင့်သုံးပြီးတော့မှအလုပ်ဖြစ်နေတဲ့ LAR လို့ခေါ်တဲ့ learning at relax လို့ခေါ်တဲ့ဒီ model လေးတစ်ခုဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ရောဒီလိုကိုယ့်ရဲ့ဘဝမှာဒါမနက်ပိုင်းနေ့လယ်ပိုင်းညပိုင်း အစားရှိတဲ့ဖြင့်ကိုယ့်ရဲ့တနေ့တာလုံးကိုအပိုင်းခြားလေးခွဲချမ်းစိတ်ဖြာပြီးတော့မှကိုလိုချင်တဲ့ရလက်တွေရရှိအောင်လို့ဘယ်လိုမျိုးလုပ်ဆောင်နေကြရလဲဆိုတာကို comment လေးမှန်ပေးပြီးတော့မျှဝေပေးခဲ့လို့ရပါတယ်။နေကောင်းကျန်းမာပြီးတော့ပျော်ရွှင်ကြည်လင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ။နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆောင်တွေ့ကြပါအောင်မယ်။